ျွန်တော်ချက်ထက်တူတွေအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါစေဒီနေ့မှာတော့ထူးထူးခြားခြားအနေနဲ့ဝစ်ဆုံနှလားလေးလည်းမိတ်ဆက်မယ်အဲနောက်တစ်ခုမိတ်ဆက်ပေးချင်တာကကျွန်တော်ကို နော်လက်ဆောင်ပေးထားတာရှိပါတယ်ဘေးထားကကိုကနေပြီးလက်ဆောင်ပေးထားအန်ဘောက်ဆင်းမလုပ်ရသေးဘူးဆိုတော့ကျွန်တော်ချက်တဲ့လူတွေနဲ့အတူတူအန်ဘောက်ဆင်းလုပ်ကြရင်မကောင်းလားအရနာလေးပြီးရင်ကိုစတာလေးတွေလည်းပါတယ်အဲဒါလေးတွေကဘေးထားကကိုကနေပြီးတော့ဂျက်ခုတ်နီးပညာကိုအသုံးပြုပြီးတော့အခြေခံပြီးရက်လှုပ်ထားတဲ့အတွက်ဒီမှာကြည့်အသားလေးကိုကင်ကြည့်ရအောင်အသားလေးကိုကင်ကြည့်လိုက်တာနဲ့တိတာတယ် ဘလို့တိတာလဲဆိုတော့တတတရရကလေးနဲ့လုံးဝ smooth ဖြစ်ပြီးတော့လေ high quality လို့ခံစားရတယ်ကျွန်တော်အနေနဲ့เนาะဒါလေးဆိုရင်ချက်ခုတ်နေပညာကိုအသုံးပြုထားပြီးတော့ရက်လုတ်ထားတဲ့ coaster လေးပါအဲနောက်တစ်ခုကဒါဒါလေးကခြီလေးကျော်ချီလေးရသူတို့ကကျွန်တော်ကိုပြောတာဘလို့ပြောလဲဆိုတော့เนาะကရင်ရိုးရအစင်လေးတွေကိုထည့်ပြီးရက်လောက်ထားတဲ့ချီသေးလေးတဲ့ဒီမှာကြည့်ပါဦး နော်အသားအယောင်လေးအယောင်လေးကလည်းနှုတ်ဖက်ဥအပ်ပြီးတော့လှလိုက်တာနော်ကရင်ရိုးရအစင်လေးဆိုတော့ကျွန်တော်တို့မြင်နေကြမဟုတ်တဲ့အစင်လေးမိအတွက်တဲ့ပေးလိုက်တဲ့လက်ဆောင်လေးမှာကြည့်ပါအောင်အရန်လှတာပဲနော်ကိုယ်အနေနဲ့လည်းဟိုသူများနဲ့မတူတဲ့ပဝါလေးကိုရမယ်ဒါလေးတွေလိုချင်နေဆိုရင်ဘေးသားရန်ကိုယ့်ရဲ့ link လေးကိုကျွန်တော်ချလာပေးပါမယ်အဲနောက်ထပ်ဒီမှာ ဒါလေးနဲ့မိတ်ဆက်ပေးပါဦးမယ်ခဏလေးနော်ကိုကလက်ဆောင်ပေးရဟာဒီမှာဆိုရင်မိမိကိုလက်ဆောင်ပေးလိုက်တာတဲ့မိမိဆိုရင်အရန်ချိုက်မှာမိမိကဒီလိုမျိုးအညာထွက်တဲ့ခြေဆောင်တွေဆိုအရန်ချိုက်တယ်သူက280ခြေကိုအခြေခံပြီးရက်လှုပ်ထားတယ်ပြီးတော့ဒီပေါ်မှာ highlight တဘာဝစိုးစည်းလေးနေနဲ့ highlight လှုပ်ထားတဲ့အယောင်လေးတွေကိုဖောက်ထားဆိုငူဝါလေးပေါ်မှာနော်ပန်းခရံလေးဖောက်ထားတာဆိုတော့ဘလောက်လှထားလဲဒါလေးဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီမှာကြည့်ပါဦးခီးသွားရင်ပဲဖြစ်ဖြစ်နော် ဖယ်သွားရင်ပဲဖြစ်ဖြစ်ဒီကားပေါ်မှာခြုံလို့ရှိရင်အရန်ကောင်းမယ်အဲ့ဒီတော့ကျွန်တော်ချုပ်ထားတဲ့ဝတ်စုံလေးတွေကိုတစ်ဖက်မိတ်ဆက်ပေးပါအောင်မယ်ကြော်ကြီးစစ်ဆောက်ကနေထွက်ထားတဲ့ပါတိတ်ကလေးတွေကိုညီမလေးတယောက်ကကြိုက်လို့ဆိုပြီးတော့အကိုဖန်တီးထားတဲ့ကော်လန်လေးတွေနဲ့တတရက်ကလေးပဲဒီပါတိတ်အသားပီးလေးကိုလိုချင်ပါတယ်ဆိုတော့ဒီမှာကြည့်ပါအောင်ဒီမှာသူ့ပါတိတ်ရဲ့အကွက်ကလေးတွေကိုသူ့နေရာနဲ့တူအထာကြကြလေးယူထားတယ်အဲဒီတထည်လေးဆိုရင်เนาะကျွန်တော်တို့အမိတ်ကလေးရဲ့ပါမှာပါတဲ့အနားလေးကိုပွားလေးတုံးထားတယ် ယ်တကယ်တော့လက်ကလေးတွေစမ်းထားတယ်ကွာလက်ကလေးတွေကိုဒီမှာဖောင်းထားတယ်အောက်နားလေးကိုဖြတ်ထားတယ်ဒါလေးဆိုရင်လည်းလက်ကလေးမှာကျွန်တော်ပြောတယ်လေးရှိတစ်ခေါက်ကမြင်းခွာလက်ကလေးလို့เนาะဒီမှာဆိုရင်လည်းကက်ရှမီးယားလေးတွေကိုချုပ်ထားပေးတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ပါတိတ်လေးတွေပဲပြလိုက်မယ်ကွာเนาะနောက်ထပ်ပါတိတ်နှစ်စုံနဲ့ဖတ်မိတ်ဆက်ပေးစုံလေးကအဲ ကျွန်တော်တို့ရွှေစာကြီးရဲ့ collection ထဲကနေပြီးတော့တော့ live see အတွက်ချုပ်ပေးထားတာပါပါတိတ်အသားပေးလေးပဲလိုချင်ပါတယ်လို့ပြောပါတယ်ဒီမှာဆိုရင်သူ့ရဲ့ပါတိတ်အနားမှာပါတယ်ဇောင်းလေးကိုအနားအနေနဲ့ယူထားတယ်သူ့နေရာလေးနဲ့တူဇောင်းလေးတွေကိုအထာချာချာလေးယူထားပေးရပေါ့နော်အဓိကကပါတိတ်ချုပ်တဲ့နေရာမှာပါတိတ်ကို ready to wear အနေနဲ့ပဲ pop pop ပါပါဝစ်စေချင်တဲ့နော်မမလေးညီမလေးတွေအတွက်အထူးဒီလိုမျိုးပါတိတ်ကလေးကို classic ဖြစ်အောင် ောင်ဖောက်ကျဲသေးလေးတွေနဲ့ကော်လံလေးတွေနဲ့ပဲတတရက်ခလေးချုပ်ပေးထားတာပါနောက်တစ်ထည့်နဲ့မိတ်ဆက်ပေးပါမယ်ရွှေစာကြီးကော်လက်ရှင်နဲ့ရွှေစာကြီးရဲ့ပါတိတ်ကလေးဆိုတော့အစင်ဒီဇိုင်းလေးအားစတမူထူးခြားပြီး꿰နေတယ်အမိတ်ကလေးကိုပဲဦးစားပေးပြီးတော့လုံကြီးမှာအသုံးပြုထားတယ်ကောင်းမြတ်ကထောကနေချုပ်တယ်ဆိုရင်ဒီမှာကွချိုးလုံးလေးတွေနဲ့အနားလေးတွေနဲ့သူ့ဟာနဲ့တူပါတိတ်ဆိုပေမဲ့လည်းပါတိတ်ကလေးကိုပေါ်လွင်အောင်လို့เนาะ highlight လုပ်တဲ့နေရာမှာ highlight ကလေးလုပ်ပြီးချုပ်ထားပေးပါတယ်ကဲဒီနေ့ဝတ်စုံလေးတွေ မြင်ရပြီဆိုတော့တော့ဘေးသားရင်ကိုရဲ့လက်ဆောင်လေးထပ်ရှင်းပြမယ်เนาะကိုကနောက်ထပ်လက်ဆောင်ပေးထားတာတစ်ခုရှိပါသေးရဲ့เนาะဒါလေးကဘာဖြစ်မလဲကျွန်တော်ကြည့်လိုက်ပါဦးမယ်ဩဘာလေးလဲ မြေအိုးလေဒီမှာအိမ်မှာအလှထားလို့ရတယ်ဒီမှာကြည့်ပါဦးပန်းလဲထိုးလို့ရတယ်။ဟောမြေအိုးလေးလဲလက်ဆောင်ပေးထားပါတယ်။နေဆိုရင်ကျွန်တော်ပေးထားရင်ကိုယ့်ရဲ့ link လေးကိုကျွန်တော်ချထားပေးပါမယ်။အဲ chicken အားပေးတဲ့တူတယောက်ချင်းစီတိုင်းကိုဒီနေ့ကနေကျေးဇူးပါလို့